လူတွေမှာထူးဆန်းတဲ့အပြုမှုတွေရှိတတ်ကြတယ်ဆိုတာကျွန်တော်သိပေမဲ့အဲ့ဒီအရာတွေကိုနားလည်အောင်ကြိုးစားကြည့်ဖို့တော့ကျွန်တော်မှစိတ်ကူးမရှိခဲ့ဘူးပါဘူးကျွန်တော်ကိုယ်တိုင်ကလည်းကျွန်တော်ရဲ့ဘောမှာနားလည်အောင်ကြိုးစားလာခဲ့ရင်အဲ့ဒီနေရာအဲ့ဒီပတ်ဝန်းကျင်ကနေထွက်ပြေးမိခဲ့တာပဲများတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်အနေနဲ့ကျွန်တော်နှစ်သက်ချင်းမရှိတဲ့ဒါပေမဲ့ဆိုတဲ့စကားလုံးကိုအသုံးပြမရတော့မယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဟာ စိတ်အပြည့်အစည်တွေနဲ့ကြီးပြင်းလာခဲ့ရတဲ့သူမို့လို့ပါကျွန်တော်စီမကအရာအလုံးဟာမိခွန်းနေဖြစ်နေတတ်ခဲ့ပြီးအဲ့ဒီမိခွန်းနေအတွက် ကျွန်တော်ရဲ့အဖြေတွေကိုလည်းကျွန်တော်ကိုယ်တိုင်ကသိချမှုမရှိဘူးလို့တွေ့ယူနေတတ်ခဲ့လို့ကျွန်တော်ရဲ့ဒွိဟာဖြစ်တည်မှုဟာလူအများသတ်မှတ်တတ်ကြတဲ့မရင်ကျက်ဘူးဆိုတာမျိုး ဖြစ်ချင်ဖြစ်နေခဲ့ပါလိမ့်မယ်။ကိစ္စမရှိပါဘူး။ အဲ့ဒီရင်ကျက်တယ်မရင်ကျက်ဘူးဆိုတာလူတွေပါစက်ကသတ်မှတ်လိုက်တဲ့အပိုစကလုံးတွေလို့ပဲအမြင်လို့လို့ကျွန်တော်ဘက်ကမှတ်ယူထားခဲ့လို့ပါကျွန်တော်ကလူတယောက်ရဲ့စိတ်တဆကိုနားလဲပါတယ်လို့ပြောလိုက်တာချက်ပြုံးပြီးကြည့်နေရတာကိုပဲဂယူးဆိုင်တက်ခဲ့တာမျိုးပေါ့အခုအသုံးပြရတော့မယ်ဒုတိယမြောက်ဒါပေမဲ့ဆိုရင်စကလုံးအရောက်မှာတော့ကျွန်တော်ကြရှုံးသွားခဲ့ရတယ် ူမဟာအတန်ထွက်ဖက်ဖို့မလိုအပ်တော့ကိုရီးကိုတာအပိုင်းစားရအများအပြားနဲ့စုစည်းတိဆောက်ထားတဲ့စာအုပ်တို့လိုပါပဲ။ကွယ်ပြားချမ်းသာသောချစ်ချင်းမြတ်တာအသည့်ဆက်ဆက်ကို သူမဟာပိုင်ဆိုင်ထားခဲ့တယ်။အဲ့ဒီယာနဲ့ပတ်သက်လာရင်အမြဲတမ်းကံကြီးထိုက်နေတတ်ခဲ့တဲ့သူဟာလည်းကျွန်တော်ပဲဖြစ်နေခဲ့ရတော့တာပေါ့။ ကျွန်တော်ဟာကိုယ့်အတွက်တန်ရအနာတရားဖြစ်ကို ဖြစ်လာရမယ်အမှတ်တရတွေကိုတေချာသိမ်းဆဲနေခဲ့မိရင်အဲ့ဒီအရာတွေကိုဘဝလိုနာမည်တက်ထားခဲ့လိုက်မိတာပေါ့ဖြစ်တည်မူဟာသိလှပတာပါပဲဆရာမောင်သားနှုတ်စကားနဲ့ပြောရရင်ဘဝဆိုတာကြည်ကွဲစရာလဲကောင်းတည်ငြိမ်စရာလဲကောင်းတယ်မဟုတ်လားကျွန်တော်က စာဖတ်တာ စာရေးတာအသိပေးတာလေးစားသမှုရှိတာ လူခွင့်ရင်းနဲ့လူတူတယောက်ရဲ့ဖြစ်တည်မှုကိုငဲကွက်တာအပျော်ရည်စားထားတာရုပ်ရှင်ကြည့်တာ စကားပြောတာလိန်ဆက်ဆန်တာဖုန်းကြောင်တာဆော်ဖင်နေလိုက်ကြည့်တာဇရိုက်ကြတာလူကြီးလူကောင်းဆန်တာမိုက်ရိုင်းတာတနာကျင်တာတက်တာတမှုထူးခြားတာထိခိုက်မှုကင်းအောင်ရုပ်မာတာစတန်ထရင်တာကျိတ်ငိုတာမာကြောတာ ခန္ဓာရည်မရှိတာစိတ်အပြောင်းလဲမြန်တာတွေတွေ့ဝေးတာတချို့ယာတွေပေါ်မှာအဆွဲလန်းကြီးလွန်းတာစသည်ဖြင့်တွေအားလုံး ਨੇ ယူတော့စွာပေါင်းဆက်ထားခဲ့တဲ့လူတူတယောက်ပါပဲအခြေအနေတိုင်းအတွက်ကျွန်တော်ကိုဘယ်ပေတယ်နဲ့ပဲလာတိုင်းတိုင်းအဲ့ဒီလူဟာတခုခုတော့အကောင်းဆုံးအခြေအနေနဲ့ပြန်ရနေခဲ့ရပါလိမ့်မယ်တေချာတာတခုကတော့ကျွန်တော်ဟာကိုကိုကိုကလွဲရင် ူတပားကတော့ဘယ်တော့မှ အမာလုံးမှမဟုတ်ဘူးဆိုတာပါကျွန်တော်ရဲ့တရားမျှတမှုဆိုတာကျွန်တော်တည်တဲ့အထိပဲလို့ကျွန်တော်ဘက်ကအမြဲယုံကြည်မှုလည်းရှိခဲ့တယ်သိမကြသေးတဲ့ကာလလေးတစ်ခုမှာပေါ့ကျွန်တော်ဟာကျွန်တော်ဘာပြောပြောအမြဲငြိမ်သက် ဝင်စားစွာပဲနားထောင်တတ်တယ်ကျွန်တော်ရဲ့မျက်နှာကို ကြည်မောနေတတ်တဲ့အမျိုးသမီးတစ်ယောက်ကိုစွန့်လွတ်ခဲ့ရပါတယ် ျွန်တော်အစကားတွေပြောနေရင်သူမကကျွန်တော်ရဲ့ပြောစကားတွေကိုနားထောင်နေခဲ့ရင်အဖြစ်တချို့လင်းပါလာခဲ့တဲ့သူမရဲ့မျက်နှာလေးကိုလည်းကျွန်တော်ကတေချာငေးရီနေခဲ့ရင်ကျွန်တော်တို့လမ်းခွဲကြရတော့မယ်ဆိုတာကိုကျွန်တော်သိလိုက်ရတာပါပဲကျွန်တော်ဆိုရာအဲ့ဒီအချိန်ကာလမှာအမြဲတမ်းလိုလိုပဲသူမကိုစိတ်လုံးချုံမှုတွေပေးနေနိုင်အောင် ကိုဒုက္ခကိုမေ့ထားပြီးဟီဟီပြုံးပြုံးပြောဆိုနေတတ်ခဲ့တဲ့သူပါ နောက်ဆုံးလမ်းခွဲချိန်မှာလည်းပြုတ်ကျသွားပြီးကျင်ခဲ့ရတဲ့သူကလည်းကျွန်တော်ပါပဲ။ဒီအဖြစ်ပြက်တစ်ခုလုံးစာအတွက်သူမကတော့အရင်ပဲခံနိုင်ရှိခဲ့တယ်လို့ကျွန်တော်မှတ်သားထားလိုက်ရပါတယ်။တကယ်တော့ကျွန်တော်ကအချစ်ဆိုတာကိုရခြင်း၊ယူခြင်းပိုင်ဆိုင်ဘူးခြင်းလို့ကိုယ့်ဖြစ်တည်မှုကိုမကြောခြင်းဟန်ဆောင်ပြီးသူမအနာမှာလုံမိလောက်ရတယ်လုံနေခဲ့မိတာပါ။ ဘဝမှာတချို့အရာတွေဟာလိုက်လေဝေးလေပဲဆိုတဲ့အရှိတရားကိုမေ့လျော့နေခဲ့ရင်လည်းပေါ့တကယ်တော့ကျွန်တော်ဘက်ကအမှန်တကယ်လိုအပ်တဲ့အရာဆိုတာဆွန့်လွတ်လိုက်ဖို့ပါပဲဒါကြောင့်ကျွန်တော်ဒီမလေးကိုဆွန့်လွတ်ပစ်ခဲ့ပါတယ်ဘလို့ပဲဖြစ်ဖြစ်ချစ်ချင်းမြတ်တာဟာသူ့ဘက်ကိုရစေရောက်စေခြင်းမရှိလဲကျွန်တော်စီမှာတော့တည်ရှိနေနိုင်ပါသေးရဲ့မဟုတ်လား ကျွန်တော်ဟာသူမကိုတကယ်ပဲဆွလွတ်ခြင်းတရားမှအလိုက်တသေးရှိပေးခဲ့ရတယ်။ပြပြွှင်ွှင်ပါ။သူမလေးကျွန်တော်ကိုထားခဲ့ပြီးကောင်းမြတ်ခြင်းအထိရှောက်လန်းသွားဖို့အရေးပြုံးနေနေပဲကျွန်တော်တို့နှုတ်ဆက်စကားကိုပြောဆိုနေပြခဲ့ကြတယ်။တကဘာလုံးမှာချစ်တတ်တဲ့သူတွေအမုန်းဆုံးသောအရာလမ်းခွဲကြတယ်ဆိုတဲ့နေရာလေးမှာတော့ပဝင်ခြင်းတစ်ခုလုံးကသိချစ်ကြတဲ့ချစ်သူတွေလို့ထင်ရတဲ့အထိတ် ျွန်တော်တို့ကအတူရှိနေခဲ့ကြပြီးရီမောနေမိခဲ့ကြတယ်။ပြီးတော့သူမရဲ့အင်းရှိလမ်းမလေးမှာပဲတွဲထားတဲ့လက်ကိုဖြုတ်ပြော့မဆုံးတဲ့အပြုံးနေပေါ်ပါမှုတွေနဲ့ကျွန်တော်တို့နှစ်ယောက်လမ်းခွဲခဲ့ကြပါတယ်။အဲ့ဒီနေ့ကသူမကိုကြည့်မိတော့လွတ်လပ်ပြီးပေါ်ပါတဲ့အရာသာလေးနဲ့တွဲရက်သားသူမရီမောနေခဲ့တာပဲပေါ့။ကျွန်တော်အတွက်တော့အဲ့ဒီမြင်ကွင်းလေးကတိတ်လှနေခဲ့တာပါပဲ။ ကျွန်တော်ဟာဘဝမှာတချို့အရာတွေကိုရဖို့အသေးလေးပဲစောင့်စားခဲ့ရတယ်။ကျွန်တော်ကိုကျွန်တော်တက်ဖြတ်ဖို့ကျွန်တော်မကြားနိုင်မခံစားနိုင်တဲ့ဆုံးရှုံးမှုတွေကိုထိတွေ့ဖို့တေလောက်အောင်အထီးချံဖို့ပျော်သလိုဟန်ဆောင်ဖို့လူတယောက်ကိုစိတ်ထဲမှာပြည့်သိမ့်နေအောင်ထည့်ထားပြီးကိုယ်ဘဝနဲ့ကိုယ်အသက်ရှင်နေထိုင်ဖို့နေရှိတဲ့၍မှုံဝါပျော်ညံ့ပြဖို့အရာအလုံးကိုကျွန်တော်ဟာစိတ်ရှိရှိနဲ့ပဲစောင့်စားခဲ့ရတယ် အဲ့ဒီအရာတွေဟာရလာတဲ့အခါမှာတိတ်ကိုတန်ဖိုးရှိမယ်ဆိုတာကိုလည်းကျွန်တော်သိခွင့်ရခဲ့တယ်။ဥပမာကျွန်တော်တို့ပြက်ဆဲသွားခဲ့ရတဲ့နောက်ပိုင်းမှာလူပဲကွာငါလည်းမင်းလိုခံစားရတာပေါ့ဆိုတဲ့သူမရဲ့ပြောစကားလေးတစ်ခွန်းကိုကျွန်တော်ကြားခွင့်ရခဲ့ဘူးတလို့ပေါ့ပြီးတော့ကျွန်တော်တသက်လုံးမြင်ရမယ်လို့လုံးဝထင်မှတ်မထားခဲ့တဲ့သူမရဲ့မျက်ရည်တွေရောပဲသူမကကျွန်တော်ချစ်ပါတယ် ဒါကပဲကျွန်တော်လဲကြသည်ဆုံးချင်းမှာပွင့်လာရတဲ့ပန်းတပွင့်လို့ယူယူမိုက်မိုက်ဥခိုက်ခဲ့ရပြီးမှရလာခဲ့ရတဲ့ကုသိုလ်တွေပဲပေါ့ကျွန်တော်ရဲ့အတွက်ကတော့အဲ့ဒီတံပိုးတစ်ခုဟာတိတ်သည်စာတိတ်ကိုများပြားလွန်ခဲ့တယ်ကျွန်တော်ဟာတသက်လုံးတယောက်တည်းနေသွားနိုင်လောက်တဲ့အထိသူမဘက်ကကျွန်တော်ကိုပေးခဲ့တဲ့တတိပါပဲကျွန်တော်ဟာလိုက်လေဝေးလေချစ်ချင်းမြတ်တာမှလုံးဝဆွန့်လွတ်ပြစ်လိုက်ဖို့ တတိတွေလည်းရှိလာခဲ့ရတယ်။ဘဝမှာတချို့အရာတွေဆိုတာနာနာချင်းချင်းပါ။ဒါပေမဲ့သိရပါအောင်လှလို့ကျွန်တော်ဆိုတာငငယ်လေးကတည်းကအရာအလုံးကိုတိုက်ယူမှရတဲ့ဘဝဖြစ်တည်မှုနဲ့ကြီးပြင်းလာခဲ့ရတဲ့လူပါ။ရွယ်သူငယ်ချင်းတွေဆော့နေကြတဲ့အယုတ်တွေတိုင်းကို ကျွန်တော်လိုချင်ခဲ့တဲ့အခါကျွန်တော်ရဲ့ report card မှာအဆင့်ကောင်းဖို့အမြဲလိုအပ်ခဲ့ရဘူးတာ ျွန်တော်အတိတ်လဲကြိုးစားမိတဲ့အချိန်တွေတိုင်းလဲကျွန်တော်ရဲ့အယုတ်စင်ကြီးအပေါ်မှာကျွန်တော်ဆော့မပြည့်ရတော့တဲ့အယုတ်တွေတရုတ်ပြီးတရုတ်ရောက်လာနေခဲ့တာပဲကျွန်တော်မရဘူးဆိုတဲ့စာချောင်းတိုင်းစာဖိုက်တိုင်းအတွက်လဲပြစ်တံပြီးအခောက်ခံခဲ့ရတဲ့ကျွန်တော်ရဲ့လက်စစ်တွေဆိုတာကိုယ်လို့ဆန့်လို့မရတော့တဲ့အထိရောင်ရမ်းနာကျင်နေခဲ့ရတာပါပဲအဲ့ဒီခေတ်မှာကျွန်တော်မရခဲ့တဲ့အယုတ်ဆိုတာမရှိသလောက်နေနေပါ ျွန်တော်မနာကျင်ခဲ့ရတဲ့အချိန်ဆိုတာလည်းမရှိသလောက်နည်းနည်းပေါ့ဆိုပေမဲ့အဲ့ဒီကျွန်တော်ရဲ့အာမြင်မှုအယုတ်တွေကိုစော့ဖို့မပြောနဲ့ကိုင်တော်မကြည့်ရက်ခဲ့တဲ့အထိကျွန်တော်နှမျောခဲ့ရဘူးပါတယ်ဒီနေ့တခြားသူတို့ကိုထိုင်ကြည့်ပြီးတိတိကျကျဝမ်းနည်းနေခဲ့ရတဲ့အချိန်ကာလတစ်ခုမှပဲကျွန်တော်ပေါ်မှာနားလည်မှုရှိဆုံးကျွန်တော်ရဲ့အဖေတည်သွားခဲ့ရတယ်ကျွန်တော်ဖေကဝန်တန်းပါ ဝင်တန်းဆိုတော့လှုပ်ထုံလုံနေတိုင်းအဖေကိုအမိတ်စာပြန်ရတယ်။သူ့ကိုအမိတ်စာပြန်ပြီးတက်ဖွဲ့ကနေနှင်ထုတ်တော့ကျွန်တော်ရဲ့ကျွန်တော်စစ်စစ်တွေပါ သူနဲ့အတူပါသွားခဲ့တော့တာပဲ။အဖေမရှိတော့တဲ့ကကျွန်တော်ဟာမကြိုးစားမိတော့ကိုလိုချင်တာမှန်သမျှဟာကိုရထိုင်ရင်ရလာမှာပဲဆိုတဲ့စိတ်မျိုးနဲ့ တဘဝလုံးဖြည့်စုခဲ့သမျှစာမီပွဲခန်းတွေအားလုံးမှာကျွန်တော်ဝင်အိတ်နေပြစ်လိုက်ခဲ့တာကျွန်တော်ဆိုတာအဲ့ဒီကလေးကဗလာမဲတစ်ခုဖြစ်သွားခဲ့ရတော့တာပါပဲဘဝဆိုတာကိုမပျော်တာတော့မပျော်ခဲ့ပါဘူးအဲ့ဒီမပျော်မှုနဲ့ပဲပျော်အောင်ကြံဖန်နေနေပြစ်လိုက်ရတာဘသူမဆိုစိတ်သက်သာမှုနည်းနည်းပါးပါးကိုယ်စီရရမယ်ဆိုလေလိုချင်တာပြောပါလို့ပြောပြီးကြောင်ကန်ကန်ချီနေနဲ့ ကျွန်တော်ကိုယ်တိုင်ပေးပစ်ခဲ့လိုက်တာကြီးပဲတွေ့ကြနေရမယ့်တခုခုကြခေါင်းထဲထက်ထည့်ရတော့မယ်စိတ်ရှုပ်ထွေးမှုတွေကိုကျွန်တော်ရဲ့အုံနောက်ကလက်မခံနိုင်တော့တာလည်းပါမယ်ဘဝမှာပြောမယ့်ထင်တာတွေလည်းအကုန်လုပ်ခဲ့မှုတွေမကောင်းတာတွေပါလှုပ်ချင်စိတ်ရှိရင်ကျွန်တော်လှုပ်ခဲ့မှုပါသေးတယ်ဘဝတခါပဲရတာမဟုတ်လားကျွန်တော်ငငယ်ကကြိုးစားပန်းစားရယူထားခဲ့ရတဲ့စင်ဘဝရုပ်တွေလို့ ဝမ်းနည်းစိတ်နဲ့ထိုင်ကြည့်နေခဲ့ရတဲ့အနိုင်ပွဲတွေပဲကျွန်တော်စီမှာရှိနေရမယ့်အစားတဘဝလုံးမအောင်မြင်ခဲ့တာက ကျွန်တော်အတွက်အမျက်ပါပဲကျွန်တော်တို့ကလူတွေပဲလေလူဖြစ်ခွင့်ရနေတဲ့ကာလတခုမှာလူသားတွေလုံနိုင်တဲ့အရာဘာကိုပဲလုံလို့ရွယ်ချက်ရှိရှိမယုံမှမိသေးတဲ့ရွေတော့ကိုကိုကိုကောက်ချစ်ဆွဲခွာနေမိခဲ့ကြတယ်ဆိုလေယက်တီမူဟာတရားမျှတပါတယ် ကျွန်တော်ကကျွန်တော်ရဲ့အတွေ့အကြုံကိုစာပေးလွန်ခဲ့ပါတယ်။ဘာကူမှလှမ်းမမြင်ဘူးပဲ။မနှက်ပြန်ကိုတိဆောက်နေမိခဲ့တဲ့အယူလိုပါပဲ။ကျွန်တော်ကအမြဲတမ်းလို့လို့ပဲခေါင်းနဲ့မဆက်တဲ့အတွေ့အကြုံကိုပြည့်သိတ်ကြက်ညက်နေအောင် တွေးရင်းနဲ့ဘဝတစ်လျှောက်လုံးရှင်သန်လာခဲ့တာ။ဒီစုံတယောက်ကမင်းဘဝမှာအပင်ပန်းဆုံးအရာဘာလုပ်ခဲ့ဘူးလဲလို့မေးလာခဲ့ရင်လေကျွန်တော်ဟာအသေးချင်းစိတ်ပေါက်လာတဲ့အထိထိုင်တွေးနေခဲ့ဘူးပါတယ်ဗျာလို့ပဲ ပြန်ဖြေလိုက်မိမှာအဲ့ဒီဖြေကိုသူတို့တွေကသဘောကျခြင်းမှကြပါလိမ့်မယ်ဒါပေမဲ့ပြဿနာမရှိဘူးကျွန်တော်ကကျွန်တော်ပဲလေကျွန်တော်ရဲ့ဖြစ်တည်မှုသည်တစုံတရာကိုထိခိုက်နစ်နာစေခြင်းမရှိ၍တော့ကျွန်တော်ဟာလူစစ်စစ်ဖြစ်နေခဲ့ရတော့မယ်မဟုတ်လားဘဝရိုးရှင်းပါတယ်လူတွေကသာရှုပ်ထွေးလွန်ခဲ့တာ ဘသူ့ကိုမှအပြစ်မမြင်ဘဲနဲ့လည်းနေလို့ထိုင်လို့ရတာပဲ။ဘာမှမပြောဘဲနေခဲ့ရတဲ့နေ့တွေရက်တွေအတွက်လဲချစ်ဖူးခဲ့ရသူတွေစီကခဏတာရရှိဖူးခဲ့တဲ့အနန်းလေးတစ်ခုနှစ်ခုလောက်နဲ့လည်းကြည်အေးပေးခဲ့ဘူးပါတယ်။ဒီကဘာမှာဘယ်အရာတည်မြဲသလဲတဲ့။အဲ့ဒီစာသားရဲ့နောက်ပိုင်းကိုအဆက်တွေချထားပြီးကျွန်တော်ရက်နေခဲ့လိုက်တယ်။ဘဝဆိုတာကိုမိကုံးထုတ်ကြည့်ပြီး အတိတ်တွေကိုပိုင်ဆိုင်မှုနဲ့တိုက်တာချရမယ်ဆိုရင်လည်းရပါတယ်။လောလောဆယ်တော့ကျွန်တော်စီမှာကံကောအပွင့်ချောက်လေးတစ်ခုရှိပါတယ်။နောက်ပြီးကျွန်တော်စီမှာသူမရဲ့လက်ရည်လက်သားနဲ့ဂယုတဆိုင်ရှိချောင်းတိချာပြတာခံခဲ့ရဘူးတဲ့။စာလေးတစ်စောင်လည်းရှိသေးတယ်။ခင်ဗျားတို့သိပါကျွန်တော်မှာစူးစိမပါပဲတဘာဝတိုင်းချုပ်ထားတဲ့လုံကြီးတစ်ထည်လည်းရှိပါတယ်။ ကျွန်တော်မှာကဗျာဆရာဆိုင်ရေးဆရာတွေရဲ့ထူးမြဲလက်မှတ်တွေနဲ့သူတို့ရဲ့အမှုပညာလက်ရာစာအုပ်တွေလည်းအများပြားရှိတယ်။ကျွန်တော်မှာအမှတ်ရဆရာတွေအပြည့်နဲ့ Casio Edifice လက်ပတ်နာရီလေးတစ်လုံးလည်းရှိပါတယ်။ကျွန်တော်မှာလွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုလောက်ကကျွန်တော်တငယ်ချင်းလက်ဆောင်ပေးထားပြီးခုထိအမြဲဝတ်နေမိတော့မဲဖြစ်တဲ့ဂျင်သားကပတ်လေးတစ်ချောင်းလည်းရှိသေးတယ်။ ကျွန်တော်မှာကုံမဆူလို့နောက်ထပ်ထပ်မဆွဖြစ်တော့ပဲအသေးချာသိမ်းဆဲထားမိခဲ့တဲ့ချာလီဘလူးရေမွေးပလင်းလေးတစ်လုံးလည်းရှိပါတယ်။ကျွန်တော်မှာချစ်သူတချို့မုန်းသူတလေတို့လည်းရှိပါတယ်။ကျွန်တော်မှာစွန်အားဆိုတဲ့အခြေအနေတစ်ခုတွင်အရာအားလုံးလက်ခံပေးနေခဲ့တဲ့တိတ်ဆိတ်ခြင်းတွေလည်းရှိပါတယ်။ကျွန်တော်မှာအမှတ်တရတွေကိုသေချာသိမ်းဆဲပြီးအတိတ်ကာလကို အရေးပြားလို့သဘောထားဆွဲလှန်ခံစားနေတတ်တဲ့ကိုယ်ပိုင်စိတ်တဆာဝိတုခတမျိုးလည်းရှိပါတယ်။ကျွန်တော်မှာကပွဲတွေအကောင်စားအရက်တွေတေးဂီတတွေမိမလှတွေခစ်တွေသတိတရားတွေအားလုံးကိုလမ်းထိတ်ကုန်းရဆိုင်လေးမှာထိုင်ရင်တွေးတောခံစားနေခဲ့လို့ရတဲ့နှလုံးသားနဲ့ဘဝရဲ့အတိတ်ပဲဆိုတာလေးလည်းရှိတယ်။ကျွန်တော်မှာ ချစ်ရက်နဲ့ဝေးသွားဘူးတဲ့သူမလေးဆိုတာလည်းရှိခဲ့တယ်ချစ်မင်းဝေ2020ဖရှုတင်ဆက်သူစိတ်မများစေလူကြီးမင်းတို့အချိန်ပေးနာစင်မှုအတွက် essence reader မှာကျေးဇူးတင်ရှိပါတယ်ရှင်